နောက်ဘဝလူပြန်ဖြစ်နိုင်တယ်လို့ဗုဒ္ဓဘာသာဝင်အများစုကယုံကြတယ်။နောက်ဘဝလူပြန်ဖြစ်တာခိုင်လုံတဲ့အကြောင်းပြချက်ရှိရင်ပြောပြပါအရှင်ဖေယျ။လောင်ပြောင်ခြင်းလုံးဝမဟုတ်ရပါဖေယျ။သိရင်ုံတတ်တတ်ပါတဲ့။ကိလေသာရှိနေသေးတဲ့၍ကံရှိမယ်။ကံရှိနေပြီဆိုရင်ဘဝရှိနေမှာဖြစ်ပါတယ်။ဘဝရှိတယ်ဆိုတဲ့နေရာမှာလည်းပဲကုသိုလ်ကံကထောက်ပံ့ပေးမယ်ဆိုရင် လူဘဝနတ်ဘဝဖြစ်ပါမယ်။အကုသိုလ်ကံကထောက်ပံ့ပေးမယ်ဆိုရင်တော့ ငရဲပြိတ်တာတရိတ်ဆန်အတူတကဲဆိုတဲ့အပယ်လေးပုံဒပုံပုံမှာဖြစ်ပါမယ်။ဒါဟာသဘာဝတရားတွေပဲဖြစ်ပါတယ်။သို့တော့အဲ့ဒီသဘာဝတရားတွေဟာတဏ္ဍပကတိမျက်စိဖြင့်မမြင်ရတဲ့အတွက်ကြောင့်ဒီအပေါ်မှာတန်တရားဖြစ်ကြပါတယ်။အခုဒီမန်ပိုင်ရှင်က ခိုင်လုံတဲ့တသက်တည်ပြပါဆိုလို့ဗီဒီယိုပိုင်တစ်ခုကိုပြပေးလိုက်ပါမယ်။ကြည့်လိုက်ပါနော်။နံပါတ်9အတိတ်ဘဝကနေတိုင်းမှုအလုံးကိုမှတ်မိခဲ့သူ နမခရနေရာမှာရှိနေတာကတော့ Scotland နိုင်ငံ Glasgow မြို့က Cameron McCallie ဆိုတဲ့ကလေးငယ်တယောက်ပဲဖြစ်ပါတယ်။အဲဒီကောင်လေးကသူ့ရဲ့အတိတ်ဘဝကိုအသက်နှစ်နှစ်အရွယ်မှာကလေးကမှတ်မိနေခဲ့တာပါ။ သူရဲ့ပြောစကားအရာတော့သူကဘာရာဆိုတဲ့ကျွန်းကျွန်းပေါ်မှာမိခင်ဖြစ်သူနဲ့နေထိုင်ခဲ့သူတယောက်ဖြစ်တယ်လို့ဆိုပါရယ်။ဒါပြင်သူကအရင်ဘဝကဖခင်ဖြစ်သူရဲ့နာမည်ရင်းကရှောင်းရောဘတ်ဆိုတာကအစမှတ်မိနေခဲ့ပါရယ်။သူရဲ့အတိတ်ဘဝကဖခင်ဖြစ်သူကကားဆိုင်မှုတစ်ခုမှာအသက်ဆုံးမခဲ့ရပြီးကွယ်လွန်ခဲ့တယ်လို့လည်းပြောခဲ့ပါသေးတယ်။ အရင်ဘွားကဘာရာကျုံးမမနေထိုင်ခဲ့တဲ့ပုံစံတွေကိုပကြီဖြစ်ရေးဆွဲခိုင်းခဲ့ရမှာလဲသူ့အိမ်ပုံစံကိုရေးဆွဲပြခဲ့ပြီးသူ့ရဲ့ခွေးကိုအစာကျွေးတဲ့ပုံရိပ်တွေကိုပါရေးခဲ့ပါတယ်။သူကအတိတ်ဘဝမှာဗရင်မောက်ပါတဲ့အခန်းတစ်ခုမှာနေထိုင်ခဲ့တယ်လို့သိရပြီးအမြင်တမ်းလိုလိုဗရင်ပေါက်ကနေရှုခင်းတွေကိုကြည့်ပြီးတော့အပန်းချေလေးရှိတယ်လို့လည်းသိရပါတယ်။ကောင်းလေးပြောတဲ့နေရာနဲ့အိမ်ကအပြင်မှာအမှန်တကယ်ရှိမရှိဆိုတာကိုလည်းသွားရောက်စစ်ဆေးကြည့်တဲ့အခါမှာ1960နဲ့1980ခုနှစ်က စောင့်လုပ်ခဲ့ပြီးတော့အခုချိန်မှာဆိုရင်တော့အင်ဂျက်ကြီးတခုလိုဖြစ်နေတဲ့အင်ဂျီကိုတွေ့ခဲ့ရပါသေးတယ်။နောက်ပြီးကုံလေးရဲ့ပျော်စကားတွေကအတိုင်းအဲ့ဒီအင်ဂျီတွေကပစ္စည်းတွေကအမှန်တကယ်ပြည့်ရှိနေခဲ့ပါတယ်။ဒါဟာနောက်ဘဝလူပြန်ဖြစ်နိုင်တဲ့တက်တည်ပဲဖြစ်ပါတယ်။နောက်ထပ်ပြရစရာတက်တည်ဗီဒီယိုဖိုင်တွေလည်းဦးစက်မှာအများကြီးရှိပါတယ်။သို့တော့ဒီလောက်ပဲပြပါမယ်။တခုသိထားရမှာကလူဘဝဆိုတာရာခဲတယ်ဆိုတာကိုတော့သိထားရပါမယ်။ဒါကြောင့်ဦးစင်းတို့မြတ်စွာဘုရားက မနုဿတ္တဘာဝဒုံလဘောလို့ခေါ်ကြခြင်းဖြစ်ပါတယ်ဒါကိုတော့သိထားပေးပါเนาะ